လုံခဲ့တဲ့၃လလောက်ကထွက်ရှိလာတဲ့ tree ကဆိုတဲ့ဇက်ကအရန်နာမည်ကြီးခဲ့တဲ့ဇက်ကကိုသိကြမှာပါအဲ့ဒီဇက်ကလေဒုတိယမင်းသားရဲ့ဇက်ကတိဖြစ်တဲ့ walkie on thin ice ဆိုတဲ့ဇက်ကလေးကတော့ထွက်ရှိလို့လာပါပြီကဲပထမဆုံးအနေနဲ့ဇက်ကအကြောင်းလေးကိုကျွန်တော်အချင်းချုပ်လေးပြောပြပေးမယ်ဇက်လန်လေးကတော့တာမန်မိသားစုလေးတစ်ခုကမိမတယောက်ဖြစ်တဲ့ကန်အုံးစုရဲ့အကြောင်းပါ ကံဦးစုဟာကံဦးစုဟာခင်မိုးပြစ်သူနဲ့တမီးလေးတို့နဲ့အတူပျော်ပျော်ရွှင်ရွှင်နေထိုင်ဖို့ဒါဆန္ဒရှိတဲ့တာမန်အိမ်တော်ရှင်မလေးတယောက်ပါဒါပေမဲ့ခင်မိုးပြစ်သူမှာကင်ဆာရောဂါရှိနေတယ်ဆိုတာကိုရုတ်တရက်သိလိုက်ရတဲ့အခါမှာတော့ငွေကြေးအကျပ်စင်နဲ့ရင်ဆိုင်လာပါတော့တယ်ဒီလိုနဲ့တနေ့မှာဦးစုတရားဟာမတော်တဆဆေးအိတ်တလုံးကိုရှာဖွေတွေ့ရှိခဲ့ပြီးတော့ SA တွေဟာရာဇဝုန်းနဲ့တက်ဆိုင်တဲ့မူရစီဝါတွေပါတဲ့အိတ်တလုံးဆိုတာကိုသိလိုက်ရပြီးတော့ဒီအိတ်တွေမှာပါတဲ့မူရစီဝါတွေဟာတန်မိုးအရန်ကြီးမန်းသိလိုက်ရတဲ့အခါမှာတော့ဒီမူရစီဝါတွေဟာတန်မိုးအရန်ကြီးမန်းကိုသိလိုက်ရပြီးတော့သူ့ဘဝတော့ငွေအရန်လို ဒန်အချိန်နဲ့လည်းဖြစ်နေတာမို့သူမဟာရာဇဝမှုလောကတွေကိုဝင်လာဖို့ဖြစ်လာပါတော့တယ်ဒီမူရစီဝါအဲ့ဟာတမီဖြစ်သူရဲ့အကြောင်းမှာအနုပညာဆရာဖြစ်တဲ့ဤကြောင်နဲ့ဆက်ဆက်နေတယ်တိလိုက်ရတဲ့အခါမှာတော့မိသားစုတို့ကငွေကြေးလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့အတွက်မင်းသမီးဟာမင်းသားနဲ့ပူးပေါင်းဖို့ဆုံးဖြတ်ချက်ချလိုက်ပြီးတော့ ဒီမူးယစီဝါလောကတွေကိုခြေတော်ပြစ်ဝင်လာပါတော့တဲ့ဒီလိုနဲ့ကြာလာတဲ့အခါမှာတော့ရဲတွေရဲ့တတိထာမိခြင်းကိုခံလာရပြီးတဲ့နောက်မှာမရင်မရတဲ့အနာဂတ်နဲ့ဂျင်းဆိုင်လာရတဲ့သူတို့နှစ်ဦးကအခက်ခဲတွေကိုဘယ်လိုမျိုးရင်ဆိုင်ချော်ဖြတ်သွားမလဲဆိုတာပြီးတော့ဒီဇက်ကမှမင်းသားကလည်း ရိုးရှင်းတယ်လို့ထင်ရပေမဲ့လူတွေမသိတဲ့လိုအပ်ချက်တခုသူ့မှာရှိနေပါတယ်။ကဲအဲ့ဒီလိုအပ်ချက်ကဘာလဲဆိုတာသိချင်ရင်တော့ဒီဗီဒီယိုရဲ့နောက်ဆုံးမှာပြောပြထားပါတယ်။တရုတ်ဆောင်နေနေမင်းသမီးလီယောင်အေသူမကတော့ Jelly in the Place ဆိုတဲ့ဇာတ်ကနာမည်ကြီးတယောက်ပါ။မင်းသားနေနဲ့ Queen Yong Gan ကတော့ဇယိုက်နှမျိုးနဲ့တေချာလေးတရုတ်ဆောင်ပြထားပါတယ်။ Boggy On Tin Ice ဆိုတဲ့ဒီဇာတ်ကလေးက2025ခုနှစ်စက်တင်ဘာ20ရက်နေ့ကထုတ်လင်းပြသခဲ့ပြီးတော့အပတ်စဉ်ဆက်လက်တနည်းနိုင်ထုတ်လင်းသွားမှာဖြစ်ပါတယ်။ဒီဇာတ်ကလေးကိုကြည့်ချင်နေဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့ comment မှာကျွန်တော် link လေးချခဲ့ပေးပါမယ်။ဒီလိုလင့်နေမှာ join ပြီးတော့ဝင်ကြည့်လို့ရပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and share လေးနဲ့လုပ်ခဲ့ပေးကြပါဦးနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်